စမ်းမယ်အခုပြောမယ့်တယောစာကတော့ကိုကြော့တယောစာဆိုပေမဲ့ကျွန်တော်အာဘော်နဲ့ပြောင်းပြီးပြောသွားမှာဖြစ်ပါတယ်ဘိုလ်ချုပ်စော်မင်းထွန်းဤပြူပရင်နဲ့တေပေါ်ဘူးစကန်ရှင်တန်းပြူတကပြူထဲမှာရဲမပင်ဖန်ပီးကြွရက ပြူစောထီးတွေကတော့ပြူလောကမှာဆရာတစုပဲပြူစောထီးတွေရဲ့ဘရင်လို့တောင်တချို့တွေက တင်စားကြတယ်ပြူစောထီးတွေတနက်ပြစ်တင်နှန်းစပြီးတော့ဘန်ဘွေးရွာကပြူတွေဟာ ဲ့တင်တန်းပြီးသွားတဲ့အပြင်စစ်ကြောင်းထိုးနေတင်ကန်းစာတွေတောင်တင်ပြီးနေပြီစစ်ကြောင်းထိုးနေတင်ကန်းစာဆိုတာကပြောရရင်အရန်ကျေပြက်နေဒက်စီဒပလင်းရဲ့အကြဆုံးလောင်ကျွမ်းနိုင်ခြေကိုတိုးမြင့်နီးရွှေစစ်မစစ်ခမန်းနီးဖွက်ထားသောအရာများအားဖော်မြူလာဖြင့်ရှာဖွေနီးဖုန်းမော်ဒယ်မျိုးစားနဲ့ဈေးနှုန်းအကျန်းတွက်ချက်နီးစကဲမော်ဒယ်မျိုးစားနဲ့ဈေးအလွယ်ဖြက်နီး အဲကုန်းကိုမထီမခိုက်မပြက်စီအောင်ဖြုတ်နီးလိမ္မာတဆင့်ကူးဆက်တတ်သောယောဂါများအားကုန်တုံးမပါဘဲကာကွယ်နီးအဆရှိတဲ့ဟာရီပေါ့ဗျာအဲ့ဒီသင်္ကန်းစာတွေပြူစောတိတချို့ကိုတင်နှံပြီးတဲ့အချိန်မှာတော့ဗန်ဘွေးယောဂါပြူစောတိတွေဟာအကုန်တက်ကြွယုံတာမကလက်တွေ့တောင်ကွင်းစင်းနေကြပြီတနက်ပြစ်တက်သွားကြတယ်အခြားပြူစောတိတွေတော်တော်များများဟာတနက်ပြစ်ကွင်းမှာတင်းကျင်ကြပြီမြန်ဘွေးယောဂါပြူစောတိတွေကတော့ လှုပ်ရှားနေတဲ့ပြိမက်တွေရှိတဲ့ကားလမ်းမပေါ်ထွက်ပြီးလမ်းသွားလမ်းလာခီးတွေကိုလက်တဲ့ဆမ်းပြီးလှည့်ချင်ကြတယ်တဲ့ဒီနေ့မနက်ဇွန်လ9ရက်နေ့မနက်9နာရီတုန်းကခီးသွားကားတစ်စီးကိုပြူစောထီးတွေကတနက်နဲ့ဝမ်းပစ်လို့ခီးတွေဒဏ်ရာ ပြင်းထန်တွေရသွားပြီးမျိုးသမီးတယောက်တော့တည်သွားတယ်ဆိုတဲ့သတင်းခမားတို့လည်းကြားပြီးပြနေမှာပါအဲ့ဒီသတင်းတက်တက်ချင်းပဲကျွန်တော်ကချက်ချင်းခတ်မှန်းမိတယ်ဒါဗန့်ဘွေးရွာကပြူစောထီးတွေလက်ချမ်းမှန်းဆိုတော့ကိုပေါ့ ဒီသတင်းနဲ့ပတ်သက်ပြီးတက်မတော်သတင်းမှန်ပြန်ကြားရေးတာဝန်ခံဗိုလ်ချုပ်စော်မင်းထွန်းကတက်မတော်သတင်းစာရှင်းလင်းပွဲမှာဒီလိုပြောသွားတယ်။နားမလည်တဲ့ပြည်သူလူထုကတော့ဘာမဆိုင်ညာမဆိုင်စစ်တပ်ကိုပဲအပြစ်ဖို့ကြတာပေါ့။ပြူစောထီးတွေဟာအကြမ်းဖက်သမားတွေသာဖြစ်ကြောင်းတက်မတော်နဲ့ဘာမှမသက်ဆိုင်ကြောင်းကျွန်တော်ဟိုးရင်ကလေးကပြောထားပြီးသား။ပြီးတော့အခုတလောသတင်းမားတွေဖြန့်နေတဲ့သူတွေကိုလည်းမယုံကြဘူးနဲ့။ ကျွန်တော်တရားဝင်ထုတ်ပြန်တဲ့သတင်းတွေကိုသာစောင့်မျှော်နားဆင်ကြဖို့လိုတယ်ဗျ။တိဘိုဘိုစကန်ကိုဘုံမကျဲခဲ့တာဟာလေမမှန်ကန်ကြောင်းတချို့သူတွေပြောသလိုအဲ့ဒီစကန်ကို စာတင်ကြောင်းအထင်နဲ့မကျဲမိတာလည်းမဟုတ်ကြောင်းပြောဆိုသွားခဲ့တာ။ဘူဂျုတ်စော်မင်းထုံးမှဆက်လက်ပြီးတိဘိုဘိုစကန်ကြခြင်းရဲ့အဖြစ်မှန်ကိုပါပြောဆိုသွားခဲ့ပါတယ်။တိဘိုဘိုပြူဝမှုကကြီးစစ်ကူကိုလီရင်နဲ့လာချပေးဖို့စက်ပေါက်တယ် အဲ့ဒီအချိန်ကအကျန်းဖတ် KNU နဲ့ PDF တွေဟာစေတုံးထားပြီးစကန်တဲ့ကိုအသေးကံဝင်လုံးနေတဲ့အချိန်ပြောရရင်စကန်နဲ့ရန်သူတွေကျုံဝင်နေတဲ့အချိန်ပေါ့စစ်ရုံးကျုံပါကျွန်တော်တို့ရဲ့အရေးပေါ်အစည်းအဝေးကျင်းပပြီးခေါင်းဆောင်ပိုင်းတွေရဲ့ဆုံးဖြတ်ချက်အရရန်သူတက်ရောကိုတက်ရောလီရင်နဲ့ဘုံကျဲပြီးအပြောင်ရှင်းဖို့ဆုံးဖြတ်ချက်ချလိုက်ကြတာပါကျွန်တော်တို့ကိုချစ်ခင်မြတ်လို့တော့တက်ထောက်ခံသူတွေရဲ့စကားကိုငားပြီးပြောရမယ်ဆိုရင်တော့မြေကျင်းရပြီပေါ့ဗျာ အစပိုင်းမှာလင်ရင်မူးတွေကတော့အမိတ်ကိုတိတ်မနာခံကျင်ကြဘူးစစ်ကူမပို့ရင်လက်နက်ချအလံပြူထောင်မှာနော်လို့ကိုမိခင်တတ်မတော်ကိုပြန်လဲချင်းချောက်တာတဲ့အချိန်မှာတော့လင်ရင်မူးတွေရောဘုံမူဘုံချုပ်တွေဟာတတ်မတော်ရဲ့ပုံရိပ်ကိုထိခိုက်မဲ့အရေးစွန်းစွန်းတမန်ကာကွယ်ရမှာဖြစ်တဲ့အတွက်ကိုတက်ကိုပြန်နှင်းလိုက်ရတဲ့သဘောပါလို့တတ်မတော်သတင်းမှန်နဲ့ပြန်ကြားရေးတောင်းဝန်ခံဘုံချုပ်စော်မင်းထွန်းကမှုတ်နေတဲ့သူ့မျက်လုံးလေးမှစီးကြလာသောမျက်ရည်လေးများအားပင့်တုပ်ရင်းပြောဆိုလိုက်ပါတယ် တွင်အမှန်တွေတင်ဆက်ပေးနေတယ်။ဒီဘောစီစတိုင်